ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါညီကိုတို့ရေအဲ့တော့ကျွန်တော်တို့ဒါယာစီကတော့တင်းသွားပြီပေါ့လေနော်လီပွဲလေးကတော့အားလုံးပြီးဆုံးသွားပါပြီဒါပေမဲ့ကျွန်တော်မနေ့ဖြန်မှာ UEFA Nation League ရဲ့ဒါဂျာမနီမှာကျင်းပမဲ့ဒါ အဲဆီမီဖိုင်နယ်ပေါ့လीเนาะအဲ့တော့ဒီဂျာမနီနဲ့ပေါ်တူဂီဘွဲလေးမနေ့ပြန်ရှိပါတယ်เนาะဒီနေ့ညမဟုတ်ပါဘူးเนาะဒီနေ့ညကံမှာမဟုတ်ပါဘူးမနေ့ပြန်ကံမှာပါဒါပေမဲ့ဒီနေ့က PSG ဂျာစီဒါဝိုင်းစဘော့ကစီစဉ်ပေးထားတဲ့ဒါ lucky draw လေးဒီနေ့ဒါနိုင်ဖို့ရှိတော့အဲ့အဲ့အရာလေးနဲ့အတူကျွန်တော်ဒီနေ့ဂျာမနီနဲ့ပေါ်တူဂီရဲ့ပွဲချိုသုံးသက်ချက်လေးကိုကြိုပြီးတော့လွှင့်လိုက်တာဖြစ်ပါတယ်เนาะမင်္ဂလာပါညီကိုတို့ညီเนาะ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျအဲ့တော့အသေးလေးလက်မလေးနေเนาะတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ဗျာเนาะအဲ့တော့ပြီးခဲ့တဲ့ဒါ Champion League Champion ကတော့ဒါ PSG ပဲဖြစ်သွားတယ်ပေါ့လीเนาะခြေစွမ်းကလည်း တော်တော်လေးအပြတ်အသတ်ကွာခြားခဲ့ပါတယ်နော်အင်တာမီလန်ကိုဒါတော်တော်လေးအကျိနဲ့ဖြစ်မဲ့ထင်ခဲ့တာဒါပေမဲ့လည်းတော်တော်ကြီးပြတ်ပြီးတော့ FC ဆိုတဲ့ရလနဲ့မထင်မှတ်ထားတဲ့ရလနဲ့ဒါ PSG ကတော့ချန်ပီယံဖြစ်သွားခဲ့ပါတယ်နော်အဲ့တော့မင်္ဂလာပါညီကိုတို့ကြီးနော်တဲလေးလက်မလေးလှုပ်ပါအောင်ဗျာနော်အဲ့တော့မင်္ဂလာပါဗျာဆိုတော့ရှေ့မှာလဲကျွန်တော်တို့ဒါ Chelsea ဒါဇုံဘော်လေးအဆင်ပြေတယ် PSG ပွဲကတော့ကျွန်တော်တို့ဒါ PSG body လေးလဲအဆင်ပြေမယ်ထင်ပါတယ်နော်အဲ့တော့ အဲဂျန်နရီကတော့ဒါအင်တာမိုင်မီတို့ဘာလို့ကတော့ကန်တော့ကန်နေတုံးပဲပေါ့လीနော်အဲ့တော့လက်ရှိကတော့ဒါဒီဂျားထဲမှာတော့ transfer အပြောင်းရွှေ့တွေရှိမယ် UEFA Nation League ဒီပွဲရှိမယ်ပြီးရင်တော့ club fever နော်ကျဲထပ်ပြီးတော့အဲပွဲအသစ်ပေါ့လीနော်ကျင်းပတဲ့ဟာလေးတွေလည်းဒါနောက်ဒီဒုတိယအပတ်တတိယအပတ်လာမသိနော်အဲကြမှာစပါမယ်အဲ့တော့နိုင်ငံပွဲတွေကတော့တောက်လျှောက်ရှိမယ်ဗျအဲ့ဒါပြီးရင်တော့ concaf ရှိမယ်ပေါ့နော်ပြီးရင်ဒီဒီဒီ Africa ပွဲစဉ်တွေရှိပါမယ်အဲ့တော့တောက်လျှောက်ပဲပြီးရင်တော့ကျွန်တော်တို့ဒါယာဒီအသစ် ြန်ဆမှာဖြစ်ပါတယ်เนาะအရင်လိုတော့ဒီဒီနွေရာသီကတော့အရင်ကြီးအပြင်66နဲ့တော့ရှိမယ်မထင်ဘူးပေါ့လေเนาะဂျားထဲမှာတော့ဂျိုဂျားဂျိုဂျားနိုင်ငံပွဲလေးတွေကျွန်တော်ပွဲချုပ်သုံးသက်ချက်တွေတောက်လျှောက်ဒါတင်ဆက်ပေးมาဖြစ်ပါတယ်เนาะဒီနေ့ကတော့ဒါ Wise Mama season နဲ့ဒီဒီဟိုပါ PSG Jersey giveaway မှာဒါ180ယောက် ထဲကမှကျွန်တော်တို့ဒါ10ရောက်မဲလိုက်တဲ့အစီအစဉ်လေးလည်းကျွန်တော်ပွဲချုပ်သုံးသချက်ပြီးရင်လုပ်ပေးမှာဖြစ်ပါတယ်เนาะမင်္ဂလာပါညီကိုတို့ရေတော့အသေးလေးလက်မှတ်လေးနဲ့တော်တော်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင် brother တွေเนาะအဲ့တော့မနေ့ဖြန်ကံမဲ့ဂျာမနီနဲ့ပေါ်တူဂီမှာ brother တို့ကဘယ်လိုမြင်လဲဗျာเนาะအဲ့တော့လက်ရှိကတော့ဒါ semi final ပေါ့လေเนาะတစ်ဖက်မှာဒီစပိန်နဲ့ပြင်သစ်တွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ final ရောက်မယ်ပြီးတတိယနေရာအထိလူမှာဆိုတော့၄သင်းစလုံးကတော့အကျိတ်နဲ့ရှင်ပြိုင်ကြမှာပဲပေါ့လေเนาะအဲ့တော့တခုရှိတာကတော့လက်ရှိကဒါဂျာမနီမှာဒီနေ့ပွဲကကံမှာဖြစ်ပါတယ်เนาะမြူးနစ်မှာ ကံမဲ့အနေထားမှာပေါ်တူဂီကတော့နည်းနည်းလေးတော့လန့်ရတဲ့အနေထားလေးရှိပါတယ်เนาะအဲ့တော့လက်ရှိကတော့ဒါအိမ်ကွင်းဂျာမနီကတော့ဒါ final အထိတော့တတ်နိုင်လောက်တယ်ပေါ့ဒါပေမဲ့တစ်ဖက်ကစပိန်ကိုပြန်ကြည့်ရရင်စပိန်ရာဒီယာဒီမှာတော်တော်ကြီးကောင်းနေတယ်ဗျာเนาะစပိန်နဲ့ကံအမကပြင်သစ်ပေါ့လေပြင်သစ်ဟာလက်ရှိခရိုအေးရှားအသင်းကိုအဝေးဝန်းမှာဒူးစီးနဲ့ရှုံးထားတဲ့ရလက်လေးရှိပါတယ်ဒါကြောင့်ပြင်သစ်ဟာလက်ရှိစပိန်ကိုတော့ကျွန်တော်ထင်တော့မရှင်းနိုင်လောက်ဘူးဗျာအဲ့တော့ final တက်မှာတော့ကျွန်တော်ထင်တော့ဂျာမနီနဲ့ဒီဒီဟိုပါပေါ့စပိန်ပဲဖြစ်ဖို့များတယ်ပေါ့လေဒီထဲမှာ ဖိုင်နယ်ကအင်ရှင်ပဲဂျာမနီပဲပိုဆွဲသွားမလားစပိန်ပဲခြေစွမ်းပြနိုင်မလားတော့ဒါ စောင့်ကြည့်ရမှာပါ။ကြဲအဲ့တော့ကျွန်တော်တို့စလိုက်အောင်ပါနော်။ဒါ wise bar မှာဆော့ကျင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်။အသေးသေးသိရှိလိုပါက wise bar မြန်မာ Facebook page နဲ့ဒါတို့ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေနော် website link customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်။ကြဲအဲ့တော့ကျွန်တော်တို့ဘွဲချုပ်သုံးသက်ချက်လေးစပြီးအရင်ပြောပြပါမယ်။ဒါပြီးတော့ကျွန်တော် PSG နော် Jersey giveaway မဲပေါ့မဲ့ဒါ၁၀ရောက်ကိုကျွန်တော်ကန်ဆယ်မဲလေးနှိုက်ပြီးမှဖြစ်ပါတယ်။အဲ့တော့ပြန်ပြောရရင်လက်ရှိဂျာမနီနဲ့ ပေါ်တဂီမာကလက်ရှိဒါဂျာမနီဘက်ကတလုံး90ပေါင်ကျွန်တော်ပေးတာပါကျွန်တော်ဂျီလီလေးပြပေးပါမယ်နော်အဲ့တော့လက်ရှိကတော့တလုံး90ပေါင်မှာဂိုးပေါင်ကြီးကတလုံး60ပေါင်နဲ့ပြန်ကာထားပါတယ်ဒီမှာထူးခြားတာဟာဂိုးပေါင်ကြီးလေးပေါ့နော်နည်းနည်းလေးပြင်းသလိုဖြစ်နေတယ်တလုံး60ပေါင်ဆိုပုံမှန်အားဖြင့် level တရာရှုံးဝင်ရုံးမှာလည်းနှလုံးတရာရှုံးဆိုတဲ့အနေထား ပေးမယ်ဆိုရင်တော့ဒါပေါ်တူဂီအနေနဲ့ကရလက်ကောင်းနိုင်တယ်ဒါပေမဲ့အဲကိုးရမယ့်အနေအထားလေးရှိဒါပေမဲ့အခုကက level တရားရှုံးဝင်ရုံမှာအလုံး90ပေါင်းဖြစ်နေတဲ့အတွက်ဂျာမနီကပိုပြီးရလက်ကောင်းမှုများနိုင်တယ်ဗျဂျာမနီတေချာပေါက်ဘဲဥကွဲမဲ့အနေအထားလေး ြင်ရပါတယ်ပေါ်တူဂီကိုရရမရရဂျာမနီတေချာပေါက်တလုံးဆိုတာကတော့ထည့်တော့မယ်အနေထားဖြစ်နေပါတယ်အဲ့တော့ဘော်ဒီနေရဲလားဆိုတော့လက်ရှိအနေထားရဒီနှစ်သိန်းရဲ့ဟတ်တူဟာကိုပြန်သွားရမှာပေါ့အဲ့တော့ဒီနှစ်သိန်းကထူးထူးခြားခြားထိတိုက်တွေ့ဆုံမှုအားလုံးပေါင်း9ချိန်တွေ့ဘူးပါတယ်နော်ကဘာကဖလားမှာ2ချိန်ယူရိုမှာ3ချိန်တွေ့ခဲ့ဘူးပါတယ်အဲ့တော့အဲ့ထဲကမှ9ချိန်စလုံးဟာထူးခြားစွာနဲ့ပဲဂျာမနီကပဲ9ချိန်စလုံးပေါ်တူဂီအသင်းကိုအနိုင်ရထားတာဖြစ်ပါတယ်နော်2006ခုနှစ်ကဘာဖလားမှာ9လပိုင်း9ရက်နေမှာဂျာမနီက 3-1နဲ့အဲတုန်းကလည်း level တရာရှုံးမဲ့ဂျာမနီကပေးခဲ့တာပါ3-1နဲ့အောင်ခဲ့ပါတယ်နောက်ယူရိုမှာ2008ခုနှစ်အဲတုန်းကလည်းပေါ်တူဂီအသင်းကဒဲဂျီပေးခဲ့တာ2-3နဲ့ဂျာမနီကအဝေးဝန်းကနေအောင်ပါတယ်နောက်2012မှာယူရိုပဲဂျာမနီက level တရာရှုံးထပ်ပေးတယ်1-0နဲ့ကျွန်တော်တို့ပွဲပြီးခဲ့ပါတယ်ပြီးတော့2014ပေါ့နော်ကမ္ဘာဖလားမှာထပ်တွေ့တယ်16ရက်6လမှာဂျာမနီက level တရာရှုံးထပ်ပြီးပြီးပါတယ်ဆိုတော့4-0နဲ့ထပ်ပြီးတော့အောင်ပါတယ်ဂျာမနီကအဲ့တော့နောက်ဆုံးက2021 6လပိုင်း19ရက်နေ့မှာ ယူရိုမှာတွေ့ပါတယ်เนาะပေါ်တူဂီအသင်းကိုဂျာမနီကဝေးခွင့်ကနေ level 50ပေးပြီးတော့24ဆိုတဲ့ရလက်နဲ့6ရက်ချီပြန်အနိုင်ရခဲ့တာတွေ့ရပါတယ်ဆိုတော့အစင်လာရပေါ်တူဂီကဂျာမနီကိုလွှမ်းမိုးနိုင်ခြင်းမရှိဘူးဆိုတော့ဂျာမနီက AACC ပဲပေါ်လीဆိုတော့လက်ရှိဂျာမနီရဲ့ current form နဲ့ပေါ်တူဂီ current form ချင်းကက်ကြည့်ရရင်လေဂျာမနီဟာလောလောဆယ်ကန်ခဲ့တဲ့ပြီးခဲ့တဲ့ရာသီတောက်လျှောက် Nation League မှာရှုံးပွဲလုံးဝမရှိတာဘူးလက်ရှိနီးပြအစ်စ်နာဂျက်စမန်လက်ထက်မှာเนาะ20ပွဲထင်ပါတယ်เนาะနာဂျက်စမန်လက်ရှိကင်ထားတဲ့ပွဲက သူလက်ထက်ဂျာမနီက22ပွဲမှာ12ပွဲအနိုင်ရခဲ့တယ်6ပွဲသေးနေတဲ့3ပွဲသာရှုံးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကပေါ်တူဂီကတော့လက်ရှိပြီးခဲ့တဲ့ရာသီမှာတော်တော်လေးချိန်စွမ်းဆိုးရွားတယ်သူလည်းဒါရောဘတ်တိုမာတီနက်စ်ကိုနီးပြအသစ်ခံထားတာပဲအဲ့တော့အဲ့ဘဲကလည်း28ပွဲမှာ22ကို22ပွဲနိုင်လာတယ်2ပွဲသေးနေတဲ့ ငါးဘွဲတိတိရှုံးထားပါတယ်အဲ့တော့လက်ရှိဂျာမနီကပြီးခဲ့တဲ့ရာသီတောက်လျှောက်မှာခြေစွမ်းပြနိုင်ခဲ့တယ်အဲ့တော့တောက်လျှောက်မှာရှုံးပွဲမရှိထားတဲ့အသင်ပေါ့နော်ဒါပေမဲ့ပေါ်တူဂီကိုပြန်ကြည့်ရရင်အဝေးဝန်းအားနေတာတော့တွေ့ရတယ်ဗျအဲ့တော့ပြီးခဲ့တဲ့ရာသီရဲ့ Nation League တောက်လျှောက်2024ရာစပြီးကန်တဲ့ဘွဲတွေကြည့်ရရင်လည်းဒိမ့်မတ်အသင်ကိုနော်၃၃လပိုင်း21ရက်နေ့မှာဒိမ့်မတ်ကိုဝမ်းစည်းနဲ့ရှုံးထားတဲ့ရလည်းလीတော့တွေ့ရပါတယ်ဆိုတော့လက်ရှိအဝေးဝန်းလည်းဖြစ်နေတဲ့အတွက်ဂျာမနီအိမ်ဝင်းအားတော့ပေါ်တူဂီလက်ရှိခြေစွမ်းမျိုးနဲ့ကကျွန်တော်တို့တော့တေးရရကောင်းရမယ်ဗျဒါပေမဲ့နိုင်မို့ဆိုတာတော့မဖြစ်နိုင်ဘူးဒါကြောင့် ဟိုမိနစ်90ရင်းကတော့တို့တည်မရရအောင်လိုက်ကံမဲ့အနေထားလေးရှိပါတယ်ဂျာမနီကတော့အိမ်ဝင်မရွေးအဝေးဝင်မရွေးတောက်လျှောက်ဖွင့်ဆော့တဲ့အတူတာ350ပေါင်းဆိုတဲ့အနေထားဟာဂျာမနီတကြပေါက်ကိုးရမယ့်အနေထားဖြစ်ပါတယ်ပေါ်တူဂီရဲ့အဝေးဝင်၅ပွဲကိုပြန်ကြည့်ရရင်တပွဲပဲနိုင်တယ်ဒါကလည်းပိုလန်ကိုနိုင်တာဖြစ်ပါတယ်စကော့တလန်ကိုတော့မှဈီးဈီးကန်တယ်ဗျာခရိုအေးရှားကို1-1ဒိန်းမတ်ကို1-0ဆိုကြတဲ့ကဂျာမနီအိမ်ဝင်မှာဒီနေ့ပွဲပေါ်တူဂီဒီနေ့တော့မနက်ဖြန်ပွဲပေါ့နော်ဆိုတော့ပေါ်တူဂီနိုင်ဖို့ဆိုတော့မိနစ်90ရင်းကတော့ဘလို့မှမဖြစ်နိုင်ဘူးညာတော့တည်ရေတပေါက်တော့ နည်းနည်းလေးတော့ကြောက်ရတယ်ပေါ့လေဒါကြောင့်လက်ရှိအနေအထားအရာလည်းပဲတရားရှုံးမှာ၃လုံး60ဘောင်းအရာကျွန်တော်တို့ဂျာမနီပိုကြိုက်တယ်ဗျာသိလားဂိုးပေါ်ဂိုးကောက်ကတော့အမှန်တိုင်းပြောရင်တော့ရှောင်စီခြင်းတယ်ဘာလို့တဖက်ကဒီဒီရော်နယ်ဒိုဦးဆောင်လာမဲ့အုပ်စုကလည်းဂိုးရအောင်ရနိုင်တယ်၃လုံး60ဘောင်းဆိုတဲ့အတွက်ကြောင့်ပေါ့လေဒါပေမဲ့ဂျာမနီကရဖောင်အရာကဒီကြောင့်ဒီဘွက်ကဇုံပေါ်နေရမဲ့အနေအထားဖြစ်နေတယ်ဒါကြောင့်ရွေးမယ်ဆိုရင်တော့ကျွန်တော်တို့ဘော်ဒီလေးပို့ပြီးတော့အားတာတယ်เนาะဂျာမနီပဲနောက်ဆုံးတက် တက်ဖြစ်မဲ့အနေအထားလေးမြင်ရပါဘူး။ဒါဆိုလက်ရှိဂျေးဖွင့်တဲ့အနေအထားအရနောက်တစ်ဆင့် qualifying ဖြစ်မဲ့ next round မှာဖွင့်ထားတဲ့ဂျေးကလည်း3.45နဲ့ဂျာမနီကပေါက်ထားပါတယ်။ပြောချင်တာက1000လောက်ရင်4500ဂျာမနီနေမဲ့လူတွေကနောက်တစ်ဆင့်ရောက်မဲ့လူတွေက4500ပြန်ရမယ်။ဆိုတော့ပေါ်တူဂီနေမဲ့အသင်းကတော့လက်ရှိ1000လောက်မယ်ဆိုရင်ဒါ3.58ဖြစ်တဲ့အတွက်9800ပြန်ရမယ်ဆိုတဲ့အတိတ်ပဲမျိုးဖြစ်ပါတယ်။ဆိုတော့လက်ရှိဂျေးအရကတော့ဇာကတော့ဂျာမနီဘက်နေရင်တော့ပိုပြီးအဲနေတဲ့အတွက်ဂျာမနီပိုပြီးတော့ ဟိုအပေါ်ကို next round ကိုတတ်နိုင်တယ်ဆိုတဲ့အနေအထားလေးသွားတွေ့ရပါတယ်เนาะဒါကြောင့်လက်ရှိအနေအထားအရာကတော့ဂျာမနီပဲကျွန်တော်တို့ကြိုက်တယ်ဆိုတော့ဂျာမနီ body ဖြစ်ပါတယ်ဆိုတော့မနေ့ပြန်မှကံပါပါဒီနေ့ညကံမယ်ပွဲမဟုတ်ပါဘူးเนาะဒါလေးကိုသတိထားစီခြင်းပါတယ် okay အဲ့တော့လက်ရှိကတော့ lucky draw ကတော့ကျွန်တော်ဒါ wine spot က season ထားတဲ့ဒါ PSG giveaway ဒါ jersey စေတယ်လေးကိုကျွန်တော်တို့ဒါမဲဖောက်ပြီးมาဖြစ်ပါတယ်เนาะအဲ့တော့ဒါပွဲပွဲပွဲချုပ်သုံးချက်ကတော့ဒီလောက်ပါပဲဒီတပွဲပဲကျွန်တော်ပြောစရာရှိပါတယ်အဲ့ဒါပြီးတော့တပတ်ခါမှာကျွန်တော်ပြင်သစ်ပွဲလေးရှိပါမယ်เนาะပြင်သစ်နဲ့စပိန်ပွဲကတော့တပတ်ခါမှာပဲကျွန်တော် live လေးလုပ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ giveaway အစီအစဉ်လေးသွားมาဖြစ်ပါတယ်အဲ့တော့ဒါ wine spark က season ပေးထားတဲ့ giveaway မှာကျွန်တော်181ယောက်ဒါမဲဖောက်ရမယ်အနေထားပေါ့လေ idea မှာကျွန်တော်10ယောက်တိတိကိုဒီနေ့မဲဖောက်ပြီးมาဖြစ်ပါတယ်အဲ့ဒီ season လေးကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်เนาะအဲ့တော့ဒီအဲ့ post မှာလဲကျွန်တော် PSG ဒီ final ချန်ပီယံလီဂ်တုန်းကဒါအကောင်းဆုံးကစားသမားပေါ့နော် best of the ဒီ player အနေနဲ့ဒါအဖြေမှန်တဲ့ဒါလူက၄ယောက်ဖြစ်ပါတယ်ဒူရေလို့မှန်ထားတယ် brother ၄ယောက်ကတော့ပိုင်မင်းဟိန်းပါမယ်ဝင်းအဝင်းခန့်ကျော်ပါမယ်တတ်ထအောင်ပါမယ်နေသူလိုင်းပါမယ်ဒီ၄ယောက်ကတော့ဒါ best player အနေနဲ့ဒါ comment ထဲမှာအပြည့်မှန်တဲ့ brother ၄ယောက်ဖြစ်ပါတယ်เนาะအဲ့တော့ကျန်တာကတော့ကျွန်တော်တို့ဒါဒီအဆီဇန်ထဲမှာပါဝင်တဲ့190ယောက်လုံးကိုမှဒါဝင်တာ10ယောက်အနေနဲ့ဒါ BSC jersey မဲပေါက်မှာဖြစ်ပါတယ်အဲ့တော့မဲပေါက်တဲ့ brother တွေကလည်းဒါ wineback မြန်မာ facebook page ကိုသွားပြီးတော့ဒါကိုယ့်ရဲ့ဟိုဟိုအချက်လက်ပေါ့နော်ဟိုနာမည်လူစင်းတော့ site စီဘာညာတွေကိုဒါသူတို့ page မှာသွားပြီးတော့ inbound လုပ်ပြီးပါနော်မဲပေါက်တဲ့ brother တွေအဲ့တော့ကျွန်တော်တို့မဲပေါက်တဲ့ season လေးဆက်ပြီးတော့သွားပါမယ်နော်အဲ့တော့မင်္ဂလာပါညီကိုတို့ရေနော်အဲ့တော့ကျွန်တော်တို့မဲပေါက်တဲ့စပင်လေးအဲ okay ပါဗျာနော်နည်းနည်းလေးတော့ သေးနေပါတယ်လူတွေကအရန်များတော့လေ181ယောက်ဆိုတော့စပင်ကတော့တေးသေးလေးပဲမြင်ရတယ်ဗောလေဒီမှာဒီမှာရေးထားပါတယ်နော်181ယောက်ပါဒီကတော့ဒါဒီ lucky draw အစီအစဉ်မှာ wensburg ကကျင်းပတဲ့ဒါ psc ရဲ့ final နော် champion league မှာအပြည့်မှန်ခဲ့တဲ့ဒီဒီပါဝင်ခဲ့တဲ့ဆို brother 181ယောက်ဖြစ်ပါတယ်ဒီတွေကကျွန်တော်တို့10ယောက်တိတိမဲနိုင်ပြီမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့အားလုံးပဲဂွတ်လက်ပါ brother တွေနော်ကျွန်တော်တို့ဒါ live လေးပဲကျွန်တော်မဲဖောက်ပေးလိုက်မှာဖြစ်ပါတယ်ကဲစပြီဗျာ10ယောက်ဖောက်မှာဖြစ်ပါတယ်နော် brother တို့ကြီးကဲဂွတ်လက်ပါဂွတ်လက်ပါဗျာ ကဲဘယ်သူလဲဗျနော်โอเคစောတီဟာကျော်ဖြစ်ပါလေဗျနော်စောတီဟာကျော်ဖြစ်ပါကျွန်တော် screen shot လေးရိုက်ထားပါမယ်နော်ပထမဆုံးတစ်ယောက်ကတော့ဝင်လာကတော့စောတီဟာကျော်တဲ့နော်စောတီဟာကျော်ဖြစ်ပါအဲ့ဆိုရင်ကျွန်တော် remove လုပ်ပါမယ်နော်ပပီးသားတွေကတော့ကျွန်တော် remove လေးလောက်လိုက်ပါမယ်စောတီဟာကျော်ပထမဆုံးတစ်ယောက်ဖြစ်ပါလေဗျကဲဆွဲပြီ brother တို့ရေဆိုတော့ဒုတိယတစ်ယောက်ဖြစ်ပါလေဒုတိယတစ်ယောက်ဘယ်သူဖြစ်မလဲဗျာ အောင်အောင်ဖုံးအောင်ဖုံးပြည့်တင်ပါတယ်နော်အောင်ဖုံးပြည့်လားအောင်ဖုံးပြည့်ဖြစ်ပါတယ် congratulation ပါ brother ကြီးနော်ဒါကတော့ဒုတိယတယောက်ဖြစ်ပါတယ်ဗျာနော်အောင်ဖုံးပြည့်ဖြစ်ပါတယ်ဗျအဲ့တော့နောက်ထပ်တယောက်ဆက်သွားပါမယ် brother ကြီးယော့ဆိုတော့တတိယမြောက်တယောက်ကတော့ကျွန်တော်တို့ဒါကိုအောင်မြင့်မြတ်ဖြစ်ပါတယ်နော် congratulation ပါဆိုတော့ကိုအောင်မြင့်မြတ်ဖြစ်ပါတယ်ဗျာနော် တော့ဒါကတော့တတိယမြောက်ဒါ BSC jersey မဲပေါက်တဲ့ brother ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဆက်သွားပါမယ်နော်စရုဒါမြောက်တယောက်၄ယောက်မြောက်ကျွန်တော်တို့မဲပေါက်မှာဖြစ်ပါတယ်ဗျစရုဒါမြောက်တယောက်ကျွန်တော်တို့ဘသူဖြစ်မလဲဗျာနော်ကဲ၄ယောက်မြောက်ကတော့မိုးကျော်အဲအထီကရီလာနော်ကျွန်တော်ဟိုနာမည်အတန်ထွက်လေးမှားသွားရင်လဲ sorry ဗျာနော် brother မိုးကျော်ဖြစ်ပါတယ်နော်အထီကရီနော် congratulation ပါကျွန်တော်တို့ဒါ၅ရောင်းမြောက်လေးဆက်သွားပါမယ် brother တို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ၅ရောင်းမြောက် brother ကတော့အောင်ပိုင်ဖြစ်ပါတယ် brother ရေနော်အောင်ပိုင်ဖြစ်ပါတယ်ဗျအောင်ပိုင်ပါနော် congratulation ပါဗျအဲ့တော့ကျွန်တော်တို့ဆက်သွားပါမယ်6ရောင်းမြောက်ကျွန်တော်တို့ဆက်သွားပါမယ်ဗျနော်150တယောက်ထဲကကျွန်တော်တို့10ရောင်းမြောက် ဲဆယောက်တိတိဒီနေ့မဲဖောက်ပေးတာဖြစ်ပါတယ်เนาะ PSG ဂျာစီလေးဖြစ်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်6ယောက်မြောက်ကတော့လွင်လွင်ထိုက်ဖြစ်ပါတယ်လွင်လွင်ထိုက်ဖြစ်ပါတယ် congratulation ပါကဲဆိုတော့ကျွန်တော်တို့ဒါ9ယောက်မြောက်ကျွန်တော်ဆက်သွားပါမယ် brother တို့ရေအသေးလေးလမလေးလောက်ပါအောင်เนาะအသေးလေးလမလေးနဲ့ကျွန်တော်ဆက်လုပ်ပြီးတော့နှိပ်ပေးကြပါအောင် brother တို့ရေကျေးဇူးများတင်ပါတယ်ဗျကျွန်တော်တို့9ယောက်မြောက်ကတော့ Joe ER တဲ့ Joe R လားမသိဘူးเนาะ Joe ကဖြစ် Jock ကလားเนาะ Jock R ဖြစ်ပါတယ် J O K E R ဖြစ်ပါတယ်เนาะဒါကတော့ ခုနှစ်ယောက်မြောက်မဲပေါက်တဲ့ brother ဖြစ်ပါတယ်။ကြဲကျွန်တော်တို့ဆက်သွားပါမယ်နော်။အဲ့တော့ကျွန်တော်၃ယောက်ပဲကြံပါမယ်နော်။၃ယောက်ပဲကြံပါမယ် brother တို့ကြီး။၃ယောက်ပဲကြံပါမယ်ဗျ။ဆိုတော့နောက်ထပ်တစ်ယောက်ကဘယ်သူဖြစ်မလဲ။တော်စင်ဖြစ်ပါတယ် brother တို့ကြီးနော်။တော်စင်ဖြစ်ပါတယ်။တော်စင်ပါနော်။ဒါကတော့၈ယောက်မြောက်မဲပေါက်တဲ့ brother ဖြစ်ပါတယ်။ဆိုတော့၉ယောက်မြောက်ကျွန်တော်တို့ဆက်သွားပါမယ် brother တို့ကြီးနော်။အဲ့၉ယောက်မြောက်ကျွန်တော်တို့ဆက်သွားပါမယ်၉ယောက်မြောက်ဘာလို့ဖြစ်မလဲဗျာနော် နှစ်ယောက်ပဲကြံတော့တယ်ဗျာနော်မျိုးအောင်ဖြစ်ပါတယ် brother မျိုးအောင်ပါနော်အော် congratulation ပါ brother မျိုးအောင်ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်နောက်ဆုံးတစ်ယောက်သွားပါမယ်เนาะကဲနောက်ဆုံးတစ်ယောက်ဗျာဆွဲလိုက်တော့မယ်เนาะကဲရော့နောက်ဆုံးတစ်ယောက်ဘယ်သူများဖြစ်မလဲဗျာကဲနောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ဘယ်သူလဲဘယ်သူလဲအောင်အောင်ဖြစ်ပါတယ်เนาะအောင်အောင်ဖြစ်ပါတယ်ကဲဆိုတော့ဒီနေ့181ယောက်ထဲကကျွန်တော်တို့ မဲပေါက်တဲ့ brother တွေဆယ်ယောက်ဒါ wise back မြန်မာ Facebook page မှာသွားပြီးတော့ဒါမဲပေါက်တဲ့အကြောင်းလေးကိုသွားပြီးတော့ inform လုပ်ပြီးတော့ jersey လေးတွေเนาะနှစ်သက်ရအဝါလေးတွေသွားထုတ်ယူလို့ရပါတယ်เนาะ size လေးဘာလေးအချက်လက်လေးသွားပို့လို့ရပါပြီเนาะကဲတော့ကျွန်တော်တို့ဒါဒီနေ့ပြန်ပြောရရင်တော့ဒါ result ဆယ်ယောက်ထဲမှာ sorty ha jaw အောင်ဖုံးပြည်လာနော်အောင်ဖုံးပြည်လာနော် h နဲ့ဆိုဟို silent လောက်ရမှာတယ်နော်အောင်ဖုံးပြည်ပါမယ်ကိုအောင်မြင့်မြတ်ပါမယ်မိုးကျော် agree လာနော်ပါမယ်ပြီးရင်ကျွန်တော်တို့ဒါအောင်ပိုင်ပါမယ်လွန်လွန်ထိုက်ပါမယ် jog ear ပါမယ်အဲတော်စင်ပါမယ်မျိုးအောင်ပါမယ်အောင်အောင်ပါပါမယ်နော်အားလုံးပဲဒါ CR 10ရောက်လုံးဒီနေ့ဒါအဲ PSC ဂျာစီ giveaway မှာမဲပေါက်တဲ့ brother 10ယောက်ဖြစ်ပါတယ်အားလုံး congratulation ပါ brother တွေเนาะအဲ့တော့လာမဲ့ဒီဒီတောက်လျှောက် UEFA Nation League မှာကျွန်တော်တို့ဒါ giveaway လေးတွေတောက်လျှောက်ပေးသွားပါအောင်မယ်เนาะအဲ့တော့ကျွန်တော်တို့ဒါ goal ပေ Facebook page ရော YouTube channel လေးရောဒါ like and subscribe လေးလေးလုပ်ထားပေးပါအောင်เนาะအဲ့တော့ကျွန်တော်ရဲ့ဒါ Wise Back promo code ဖြစ်တဲ့ GP777 ကိုအသုံးပြုရော်လေ100% bonus လေးလေးလေးဒါစောမယ်ဆိုရင်တော့ဒါရယူနိုင်ပါတယ်เนาะအဲ့ဆိုရင်တော့ဒီနေ့ live လေးရတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်ရနာပြစီ brother တွေเนาะဒါဒီနေ့ live လေးကိုကြည့်ရှုပေးရ brother တွေ share ပေးရ brother တွေ comment ပေးရ brother တွေတယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ